ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စစ်မှုတန်းရင်းဆိုင်ရာအုပ်ချုပ်ရေးမှူးတို့၏နောက်သွားကြမှု PDF တို့ကောင်းကောင်းအပြစ်ပေးပါပြီတဲ့တရင်သူများပြောပြပါ လူမြကျော်မင်္ဂလာပါရှင်အခုကြောင်ရံနေပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်မင်းကတော့ဒူရီဒူရီမပြောပဲလို့တိုရှင်းတူတူတုတ်တုတ်နဲ့သတင်းတွေကအများအပြားရှိနေတော့မြင်မြန်တက်တက်ပြောကြရအောင် အရင်ရက်တွေကပြောသလိုပဲရက်ခွက်အုတ်ချုပ်ရေးမှုတွေတရဇက်တစ်တန်ခတ်ကြလို့ ပြောဆိုတိုက်တွန်းမှုအပြီးမှာမော်လင်း2နာရီ55မိနစ်၄ရက်နေ့ကညောင်မြို့နယ်သကောင်းတဲကျေးရွာကအုတ်ချုပ်ရေးမှုအောက်ညစ်အောက်ညစ်ကျေးရွာအုတ်စုအုတ်ချုပ်မှုထုံးဝေတကယ်ရှင်းလင်းမှုများလုပ်ခဲ့ပါတယ်ဆိုင်ကယ်3စီးနဲ့တွားပါတယ်ဒါပေမဲ့ဘယ်အဖွဲ့စည်းကဝင်ပစ်သွားတယ်လို့အမိမခံတာပေါ့အုတ်ချုပ်မှုနဲ့ပြုတ်တူး မတပေါ်တယ်ဆိုတဲ့အကြောင်းသတိရပါတယ်။အုတ်ချုပ်ဝီမှုတွေကိုတရဆက်ပြစ်တံခတ်ချအောင်နဲ့ကျင်းနဲ့ယာနဲ့ခြေရဲ့ရွာတွေမှာတရဆက်ပြစ်တံခတ်ချလို့ပြောပြီးတရဆက်ဖတ်ပေါ်လာတဲ့အုတ်ချုပ်ဝီမှုပြစ်တံခတ်မှုတွေကိုတော့အားလုံးလည်းသတင်းတွေမှာတည်ပြီးသားနေမှာပါ။နောက်တစ်ခုကမလ၄ရက်နေ့မနက်7:00နိုင်ပါလေညောင်ဦးငတ်တော့ပါ။ဆက်ကြီးရွာဒီကမျိုးပါတီဝင်ပြူစော်တီအဖွဲ့ဝင်စိုးလွင် တတ်ရှင်းပါတယ်နောက်တစ်ခုကဘကိုတိုင်းအုပ်ဖို့ဘော်တာဆွဲနေတဲ့ကောင်တိမ်ဟိုတုံးသိငွေညစ်နေတဲ့ဓမြအုပ်ချုပ်မြင်ဦးတည်တံခတ်ပါတယ်မတပေါ်ပါတယ်ဖောက်ကတစီတိမ်စီရမိပါတယ်နောက်တစ်ခုက6ရက်နေမှာအုပ်ဖို့တာလီကကြေးရွာအုပ်ချုပ်ရေးမှုမြင်ဦးဆို လေးရက်နေနဲ့6ရက်နေအတွင်းမှာအုတ်ချုပ်မှု10ရောက်ထက်မနည်းပြစ်ဒဏ်ခံနိုင်တာကိုတွေ့ရပါတယ်။အိုက်တက်ဖို့အရှိန်မြင့်မှုလိုပါတယ်။ရှားတဲ့ချီတဲ့ရွာတွေထိဆက်နေမိကအမှန်တမျှအုတ်ချုပ်ရင်းမှုတွေကို LDF တွေ MOD အောက်ကတပ်တွေကဒရဇက်စစ်မိတ်ထုတ်ပြီးအထူးလို့ရှားတပ်တွေနဲ့ဝင်ရှင်းကြရမှာဖြစ်ပါတယ်။အုတ်ချုပ်ရင်းမှုတွေတည်းပါလားဆိုတော့မကပါဘူး။ စီပင်တွေလောက်ကတွေထွေအုပ်တွေရက်ွက်အုပ်ချုပ်ရေးမှုတွေအပါအဝင်စစ်ကောင်စီထောက်တိုင်မှန်သမျှရိုက်ချိုးရမယ်အချိန်မှာရန်သူဟာရန်သူ အဖြစ်ပြပြတတ်တလုံးနေပါတယ်ရန်သူဟာသူအာနာတီနေရေးအတွက်တိုင်းပြည်တွေကိုရုရှားတရုတ်အစရှိတဲ့တိုင်းတဘာတက်တယ်ကိုခေါ်သွင်းလာပြီးတိုင်းပြည်ကိုရောင်စား ိုးအာနာယာရေးကလွဲလို့တိုင်းပြည်အတွက်ဘာမှမကြည့်တဲ့လုံရက်တွေကိုရန်သူပြပြတတရဇက်လှုပ်လာတဲ့အတွက်ကျွန်တော်တို့ဟာဖက်စစ်တပ်ကိုတူးနေတိုက်ကြဆိုသလိုပဲတစ်ဖက်မှာတပ်ပေါင်းကိုစုနောက်တစ်ဖက်မှာရက်ကွက်အုတ်ချုပ်ကြီးတောက်တိုင်စနစ်ကြီးတစ်ခုလုံးရိုက်ချိုးနောက်ဆုံးအချက်ကတော်လိုင်းရေးကိုသွေးသစ်လောင်းကြပါဘူး။ဒီစကားဒီအယူဆကိုကျွန်တော်ဟိုဘက် allegory review မှာမြေပြင်တက်မှုတွေနဲ့ ်ဆွေးနေတဲ့ episode 1 2 3 4ကျွန်တော်စီစဉ်ထားပါတယ်ဒီကနေ့တော့တော်လန်သောပြည်သူလက်ယုံတက်တော် SAF ကမိရင်တမှုတယောက်ဖြစ်တဲ့သခိုင်းတိုင်းရင်းမာပဲစာလင်းကြီးအခြေဆိုင်ဘိုးတော်အနေနဲ့တွေ့နေမှုစတင်တာပါဒီလိုတရဆက်ပြောနေတော့မှာပဲတော်လန်ကြီးကိုသွေးတက်လောင်းကြဥဆောင်မှုအခမ်းကဏ္ဍတွေစတင်တိဆောက်ကြတော့ကိုလန့်ကိုဖောက်ရှောက်ကြရတော့မြေ အတူကိုမှမိခိုမျော်လင့်နေတာမျိုးမဟုတ်ပဲကိုကွန်ကိုအားကိုလည်းယုံကိုကိုကုနဲ့ကိုကိုတိုင်းတိုက်ပွဲဝင်ရမယ်အချိန်ဖြစ်လို့လာပါပြီ။ဟိုအန်ယူဂျီမျော်ဒီတပ်ဖွဲ့မျော်ဟိုတိုင်းသားဤအောင်မျော်ဟိုမျော်ဒီမျော်တွေကိုရက်တန်းကရက်ကြ။ငါတို့ကိုယ်တိုင်ရတဲ့နီးနဲ့တိုက်ပွဲဝင်ကြရအောင်မယ်။တနက်ကင်မှတော်လိုင်းရှင်ဝဲတာမဟုတ်ပါဘူး။အခြားနီးတွေအများကြီးရှိပါတယ်။ ဉာဏ်ပညာဖြင့်တော်လှန်ရေးကိုဆင်နွှဲကြရမယ်အချိန်ဘသူအာကိုမျောလင့်မိခိုတဲ့အတွေးခေါ်တွေကိုအကုန်ရက်တန့်ပြစ်ပြီးငါတို့ကိုယ်တိုင်တိုက်ပွဲဝင်ဖို့စတင်စဉ်းစားကြတော့တစ္ဆတ်စတဲ့မှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဲခွန်ဘဟန်လင်းလာအဲသူ့နာမည်ကတိုင်းသာဂရင်းနီ နေမီကကယန်းကယန်းလူမျိုးလို့လေခရီနီလူမျိုးကယန်းလူမျိုးလို့လည်းသိရတယ်ဗျာဒါဒီနေ့နှုတ်ထွက်ပါတယ်လို့အဲနှုတ်ထွက်ခွင့်ပြုတယ်ဆိုတော့နှုတ်ထွက်ခွင့်ပြုတယ်ဆိုတော့ဒီစာပေါ့ဗျာဒီ NUG ရဲ့စာမျက်နှာတွေမှာကျွန်တော်တို့တွေ့ရပါတယ်အောက်ကကောမတ်တွေကိုလည်းကျွန်တော်သွားဖတ်ကြည့်ပါတယ်မပြောပြတော့ပါဘူးသူ့အကြောင်းကျွန်တော်ပြောတော့အဲ့တော့တရဇက်နှုတ်ထွက်မှုတွေခက်ဆိတ်ဆိတ်ဖြစ်လာတယ် NUG မှာ ဘာလို့နှုတ်ထွက်တာလဲဆိုရယ်ရင်းမြစ်ကိုရှာတော့ခေါင်းစဉ်တွေအမျိုးမျိုးဘလိုပင်တက်တက်မြို့သားညီညီရဲ့အစိုးရတမရကပြည်တော်ဝင်ကြတာဝန်ယူကြတော်လန်ကြီးမှာပြည်သူနဲ့တရားရေးရှိကြလို့ပြောဆိုမှုအပြီးမှာအဲဒီရှစ်ရှစ်ကာလမှာတော့ကကာဝေးအတွင်းဝင်အမြဲတမ်းကာဝေးရဲ့အမြဲတမ်းအတွင်းဝင်ကြီးနိုင်ထူအောင်နှုတ်ထွက်တယ် အခုဒီနေ့လူခွေတွွင့်ကြီးနှုတ်ထွက်တယ်နောက်တဲ့ဘသူတွေထွက်အောင်မလဲဘလူတွေလုတ်အောင်မလဲဘလူတွေကတောင်းနေဖြစ်ကြအောင်မလဲတော့ကျွန်တော်တို့မသိသေးဘူးဒါပေမဲ့ကိုလန်းကိုဖောက်ကိုကိုရှော့ဘသူကိုမှမျောလိမနေတော့ငါတို့တက်ငါတို့ပြင်ငါတို့မြို့ငါတို့သိငါတို့အခွင့်ရေးငါတို့တိုက်ယူမှရမယ်ကဲမြေပြင်စစ်မြေနာပြင်အခြေအနေတွေကတော့ကြောက်ဖြူတကြောကတော့ဖက်စစ်တက်ဟာ အသေးစားခုခံဖို့ဆင်နွှဲနေတာကိုတွေ့ရပါတယ်။ကြီးတဲ့အင်အားတွေဖြစ်တင်းထားပြီးရေးအခြေဆိုင်ခလာရစကူလောက်ခံတက်တွေကိုပို့ထားလိုက်လို့ကျွန်တော်တို့သိရပါတယ်။စီမောရရေခတ်တောင်ကုန်းတိုက်ပွဲမှာစစ်တပ်ရဲ့ထုံးစံအတိုင်းဘလုကုံးလေးအတင်းအာရမအသေးခံတိုက်ခိုင်းတာလေကျွန်တော်တို့တွေ့ရပြီးတရားတော်စစ်အောင်ရမယ်လို့ဘာလို့ဂျင်းတွေကျွေးစေးပြားတွေတိုက် ယာမတွေတိုက်ပြီးအာဓမတိုက်စစ်ဆင်နိုင်ပါတယ်တိုက်စစ်ဆင်တော့မသာပေါ်ပါတယ်ဤလူစစ်မှုထမ်းကြောင့်တုံးလာစစ်တနံတက်ပြီးရောက်လာတဲ့ကောင်လေးတွေကိုအရစ်တွေတိုးပြပြီးလိန်ညာအသေးခံတိုက်ခိုင်းနေတာဝော့စိတ်မကောင်းပါတဖြည်းဖြည်းနဲ့တိုက်ပွဲဟာကြောက်ပြူစစ်စုံတွေကကြောက်ပြူကစစ်စုံတွေရောက်လာပါပြီအဲ့ဒီကြောက်ပြူစစ်စုံတွေကမှ မရေးကျွန်းမှာတော့တရုတ်လုံးကျုံကြီးအမေခံစီနာလက်နက်ကင်တက်တွေရှောင်းနေတာကျွန်တော်တွေ့ရပါတယ်။တဝဲရင်နဲ့စိတ်ကန်းနဲ့ပတ်သက်ပြီးတော့တဝဲရင်နဲ့စိတ်ကန်းမှာလည်းရုရှားလုံးကျုံကြီးတက်တွေထိုးထည့်မယ်ဆိုတဲ့အချက်တွေကိုကျွန်တော်ကြားနေရပါတယ်။အဲ့တော့ဒီအချက်ကိုကြည့်ခြင်းအားဖြင့်မင်း online တဖွားဖွားကိုးကွယ်ယူဆုံနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကို မင်းအောင်လိုက်စစ်ကောင်းဆောင်တစုနဲ့စစ်တပ်တစုလို့ချိုးဖောက်လိုက်ပါပြီအခန်းတက်မှာအခြေခံမှုများမှာ2008မှာအလွတ်ပြောမယ်မြည်သည့်လက်နက်ကင်တပ်ဖွဲ့မှတပ်ဆွဲအခြေချခွင့်မပြုမြည်သည့်တို့မြည်သည့်ကုမ္ပဏီတွေဗာမတိတွေဘာကြီးလာမပြောနဲ့တိုင်းတပါမြည်သည့်လက်နက်ကင်တပ်ဖွဲ့မှအခြေချတပ်ဆွဲခွင့်မပြု မြည်သည့်လက်နက်ကင်တပ်ဖွဲ့ဒါလို့ဆိုရင်ရှင်းမဲ့ထင်ပါလေရုရှားသွားပြီးအနုမြူစက်ယုံလေးလက်တထွာလောက်စောက်ရမယ်စောက်ခွင့်ရတယ်ဆိုပြီးဂုံစာပြနေတဲ့កောင်းဒီတိုင်းပြည်ကျုံလုံးလုံးဖြစ်နေတာလို့ဟုတ်မင်းတို့တမိုင်းမှာတရားခံမဲလို့ရကိုပြောတာတွေဗီဒီယိုတွေမပြတ်နဲ့စာတွေမပြတ်နဲ့တတ်သိရှင်းအိုက်တိုက်ထားတာနောက်တစ်ချိန်မှာမင်းတို့နဲ့ငါတို့နဲ့ပေါင်ချဆော့ပဲ အနာဂတ်တိုင်းပြည်တိုင်းမှာမင်းတို့ပါလဲငါတို့ပါလဲမှတ်ကြောက်တယ်ရှင်းတယ်အဲ့တော့မနေ့က၆ဦးတိုက်ပွဲညောင်မန္တလေးအဲဒီ yeah sorry ၆ဦးတိုက်ပွဲကိစ္စကျွန်တော်တစ်ချက်တင်ပြချင်ပါတယ်စစ်တပ်ဟာစစ်နိုင်တိုက်ရွေးရလေလူသားဆန်တဲ့စိတ်လုံးဝမရှိဘူးအယုတ်တမာကုန်ဖြစ်တယ်ဆိုတော့နောက်ထပ်တတ်သိပြချက်တစ်ခုကျွန်တော်ပြောချင်ပါတယ် မနေ့က6ဦးမုံရွာမန္တလေးလမ်းပိုင်းမှာမနေ့ကမဟုတ် sorry match လ၄ရက်နေမှာတိုက်ပွဲဖြစ်တယ်စစ်ကြောင်းကိုဖျက်တိုက်တယ်ပူပေါင်းတပောင်စုတွေအဲ့ဒီမှာစစ်တပ်ဟာ expect ကားကိုလူသားတိုင်းလုတ်ပြီး expect ကားကိုတက်ပြီးတော့အကာအဝေးယူပြီးအပြန်အလှန်ပြစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်ဒီလိုလုပ်ခဲ့မှုကြောင့်ကလေးငယ်တအူးမိခင်အပေါင်း၃ပြည်သူလူထု၃ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီအစ်မတ်ကားကြီးကကားရရဲ့အနောက်ဆုံးမှာစစ်တပ်ကစစ်တပ်ပေါ်ဒီကအရှိကိုမောင်းခဲ့ဖို့ခေါ်တယ်။စေဥစုကအကာအကွယ်ယူထားတဲ့ကားတွေကိုကားလေးတွေဖြစ်နေတော့သူတို့မလုံခြုံပါဆိုလို့အစ်ပတ်ကားရောက်လာအောင်ခေါ်တယ်။အစ်ပတ်ကားကိုတက်ပြီးပြစ်တယ်။အစ်ပတ်ကားတွေကားလေးတွေကာဝါယူပြီးပြစ်တဲ့အခါကျတော့ခီးတိုင်ထိခိုက်ဒဏ်ရာရမှုတွေဖြစ်ပေါ်သွားတယ်လူသားတစ်တိုင်းလုတ်ခဲ့တယ်လို့ ကျွန်တော်တို့တိတိကျကျပြောလို့ရပါတယ်အဲ့တော့ချောင်းမြင်းမူလမ်းပိုင်းမှာလည်းဖက်စစ်တပ်ကိုတရဇက်တိုက်ခတ်ခဲ့တဲ့တပ်ပေါင်းစုတွေမနေ့ကကျွန်တော်ပြောပြီးပြီ18ရက်မသာပေါ်ပြီးတည်ရင်းဆိုတဲ့အဖြစ်တံပြားတံဘုံခင်နှစ်ကင်ရတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီနေရာမှာထပ်တွေ့တာကမြောင်ပလဲစေုပ်စုအထိုင်စခန်းကနေလက်နက်ကြီးတွေထုနေပြီးတော့ဘာရာမိုတာစက်တက်လေဒီတွေနဲ့ တောက်လျှောက်ပြစ်တယ်လို့ကျွန်တော်တွေ့ရပါတယ်ဒီ expert ဘော်ကလူတွေနဲ့ခီးသွားပြည်သူတွေကို plan ရဲ့ဘော်တွေအကြီးကားတွေပေးဝစ်ပြီးလွှရကဲထုတ်နေတဲ့အချိန်မှာပဲဒီ setup လေကြီးတွေနဲ့ဘုံကျဲချလို့ဒါတာမိနှစ်ဦးသေဆုံးသွားတယ်လို့တည်ဝင်တည်ရပါတယ်အဲ့တော့မလို့အရင်ခီးမသွားကြပါနဲ့ 啊，标的小吧，啊，把的小吧，等于啊，中品内皮，等于啊，十品内里。爸妈们批到路，现在个娃们带大个小孩，和老了的老人，买水十多多，天天家里天天耍，买水十多陪下陪嘛，逛街买的，买大包烟大烟没有咯。十品内的批到路，特别特别，几几三类、两类、八类的呢？别看你两两。 ော်လိုင်းရဲဘော်တွေအနေနဲ့ကတော့ပြည်သူကိုစံချီတမြင်မှထိပါကံမှာမဟုတ်ပေမဲ့ဖက်စစ်တပ်ဟာပြည်သူလူထုကိုလူသားတစ်တိုင်းလုတ်ပြီးရက်ဆက်ရုပ်မာမာဆိုလို့မတွားကြပါနဲ့မလာကြပါနဲ့ပြောနေတာခမားတို့အခွင့်ရေးကိုဖောက်ပြက်နေတာမဟုတ်ဘူးခမားတို့သွားလို့ကသွားအခုသွားတော့အခုလို့ဖြစ်ပြီးဖက်စစ်တပ်ကရုပ်မာတော့တင်ရပြီဒါကြောင့်ပြောနေတာမလို့အဲ့မသွားပါနဲ့အပြော်ပါနေရှောင်းပါ ရုရှားနဲ့တရုတ်ကျွန်ဘွားရောက်ပြီးနောက်တစ်နှစ်လောက်ဆိုရင်ပေါ့နောက်တစ်လလောက်ဆိုရင်ပေါ့မြောက်ကိုရီးယားလိုပဲခင်ဗျားပြောကျွန်တော်ပြောတဲ့သူစပင်ညက်ခိုင်းတဲ့ပုံစံညက်ကလိမ့်မယ်အဲ့လိုခင်ဗျားကျွန်တော်ပြောနေတယ်နော်တောင်မြန်မာနဲ့မြောက်မြန်မာဆိုတာတိတိတသာနှစ်ချမ်းကွဲလာမယ်အခြေအနေရောက်လာလိမ့်မယ်နော်ကျွန်တော်ပြောနေတယ်နော်ဟုတ်ပြီဒါကအမေရိကချောင်းအခြေအနေဖြစ်ပါတယ်တောင်ခမ်းဘက်ကိုကြည့်မယ်ဆိုရင်တော့ တောင်ခမ်းမှာစစ်ကိုအတိုးဆုံးနဲ့ကစားလာတာတွေ့ရပါတယ်။ချွေအောင်မြန်ကုန်းနဲ့ငွေအောင်မြန်ကုန်းတွေကို PNL တက်ကဆုတ်ခွာပေးလိုက်ပြီးတောင်ခမ်းခွင်ကနေခဏစစ်ရှောင်လိုက်ပါတယ်။နောင်ချိုးကိုအဲ့လိုတောင်ခမ်းခွင်ကိုပြန်ရပြီပေါ့သူတို့စိတ်ထဲမှာပြန်ရပြီပြီဆိုပြီးဖက်စစ်တအနောင်ချိုးကိုတိုက်စစ်စလာလေမှာဆောင်းရပါဖြစ်ပါလိမ့်။ခဲ့တော့ဖက်စစ်တကိုတိုက်စစ်စင်စီနေတာဖြစ်ပါလိမ့်။ တိုက်စစ်စင်ပြီးဒလဟောတက်လာရင်ပြစ်ချလုံးပဲခံစစ်စင်လာတဲ့အခါကျတော့တိုက်စစ်ဒီကဆင်ရတဲ့ DNL နဲ့ပူပေါင်းတက်တွေဟာခံစစ်ခံတရားစစ်လာတထောက်ဘူးဗျဒါကြောင့်မို့သူခံစစ်ကိုရိုက်ချိုးပြီးတောင်ခံကိုငါတို့ပြန်ရပြီဆိုတဲ့စိတ်နဲ့နှောင်းချိုးကိုထိုးလို့တိုက်စစ်ဝင်လာရင်ပွဲကတော့တစ်ချက်လှ တောင်ငန်းစစ်မျက်နှာကိုဖက်စစ်တပ်ဟာအချိန်၄လနီးပါးလောက်လက်လက်ကြီးလက်လက်ငယ်ဒရုန်းလေမြန်လေးနဲ့အပြင်းအထန်ပေါ်ပေါ်မြဲမြဲတုံးပြီးဘာလာရေးအဆောင်တွေရောဒသနီကအဆောက်ဦးဒသနီကအဆောက်ဦးတွေကိုမချန်ပြစ်ခတ်ဖျက်ဆီးခဲ့ပြီဖြစ်ပါတယ်အဲ့တော့စစ်တဘောရစုတ်ကြီးတက်ချေလေးနဲ့ခဲရတာလည်းရှိမှာပေါ့ဗျာပြတ်ချတာလည်းရှိရပါဘူးဒါပေမဲ့ဖက်စစ်တပ်ပတ်မှာတော့ ကုံစာနေရလေကုံစာနေကြလေစပါစေစပါစေငါတို့ပြန်ချတဲ့အချိန်ကြရင်တော့မင်းတို့မျက်ရည်လေရွေးကြီးနဲ့တက်တယ်မရှိတဲ့မျက်ခွက်တွေနဲ့ဆိုရှယ်စာမျက်နှာတွေပေါ်တက်မလာနဲ့ဒီအချိန်ကြီးရှိပါတယ်စိတ်ထူပါအင်္ဂဘောနီးတင်နန်းသားတွေပို့ဆောင်တဲ့စစ်ရင်နှန်းရှစ်စီးကိုမိုင်းခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ် လက်ပတ်မင်းစကန်ကိုပူအောင်တက်ဖွဲ့ပြီးစီးနေတိုက်ခိုက်တယ်ဆိုတာမဟုတ်ဘူးတရင်နေမှားနေတယ်ရင်တန်းတိုက်ခိုက်စင်မှာလမ်းကြုံဒရုန်းနဲ့တက်ခတ်လိုက်တာဖြစ်ပါတယ်စစ်ကြောင်းကတော့အခြေပြုထားသေးပြီးလက်ရှိခြိုက်တို့တကြောကရွှေမော်တွေရက်ဆိုင်ထားရစေပကြကိမမွန်ပြည်နယ်တကြောနေကင်းပြည်နယ်အစ်စ်မှာအတန်တို့ကြားလာရဖို့ရှိပါတယ်တောင်ပိုင်းတပ်ပခခွင်တခွင်လုံး ဟွတပ်ပခိုင်အန်ဒီရဲ့ကင်းအောင်တန်ဖို့တည်ရွတ်တာမင်းတို့ကိုနှစ်ချောင်းပေးတာဖြစ်ပါလေဒီအခြေအနေတွေယူအတက်ကြအတိုးဆုပ်တွေနဲ့ဒီလူလူကတော့နေတိုင်းနိုင်ချင်ကြတော့ဘူးဗျာဒါပေမဲ့စစ်မြေပြည်မှာကလုံးစုံအောင်မြင်ခြင်းတွေရှိတယ်လို့စုတ်ခွာခဲ့ရတာရှိပါတယ်ဒီကနေ့ကုတ်ခိုင်မှာဆိုရင်တော့ TNL တပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့ဝင်တွေဆက်ဆံရေးယုံနဲ့ပတ်သက်ပြီးပြဿနာဖြစ်ပွားတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ကုတ်ခိုင်မှာဖြစ်တယ်လို့ MNDA မုံစီဒေတာကံတွေကဟုတ် MNDA ကပြစ်ခတ်မှုကြောင့်ထိဆုံးသွားမှုတွေရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာ MNDA ယူနီဖောင်းဝတ်ထားတဲ့တရုတ်ပြည်သူစစ်တွေလို့လည်းကျွန်တော်တို့ကြားရပါတယ် အဲ့တော့မုံစီဒီမုံစီဒေတာကန်တွေကိုတက်ဖြတ်မှုကို MND ကဆက်လက်ဒီနေ့ဒီဆန္ဒပြနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမလ9ရက်နေ့မှာပြက်ကတ်မှုတွင်ဒေတာကန်6ဦးတေဆုံးနေ6ဦးဒဏ်ရရတယ်တေသုံးနဲ့မိသားစုဝင်တွေက MND ရုပ်ရှင်မှာဆန္ဒထုတ်ပေါ်တယ် MND ကိုအလိုမရှိဘူးပြောတယ်တောင်းဝင်ယူမှုရှိစေရေးအတွက်စာများကပ်ပြီး ဆန္ဒထုတ်ပေါ်တယ်။မုံစီဒေတာမှလည်း MND တက်များထွက်ခွာရန်တောင်းဆိုထားတယ်လို့သိရပါတယ်။ MND တက်ပွဲများအသုံးပြုတဲ့လက်နက်ကိုလည်းပြည်သူများကသိသိထားပြီး MND ကိုဆန္ဒပြတဲ့ပွဲမှာအတူရှင်တွဲပြသခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့ကိုခိုင်မှလည်း KIA နဲ့ TNL ချထပ်မံပြဿနာဖြစ်ပွားတယ်။ တာမုန်ကြီးဘက်မှာရွှေစပယ်6မှာကေယုဆက်ဆက်ရေယုတ်ကေလောက်ကဒေတာကဝေးတပွဲ့ယုံကလူတွေကိုဒီ NL ဘက်ကရုတ်တရက်ရောက်ရှိလာပြီးလာမောင်းထုတ်တဲ့အခြေအနေတွေဖြစ်ပါတယ်ကိုခိုင်နေမန်တုံနေမှာနှစ်ဖက်ပြဿနာတွေဖြစ်ပွားနေတယ်ညီနိုင်နေတဲ့ဂျားတွေကပြည်လေချင်းရှိပဲပြဿနာတွေပြိပခါတွေဖြစ်ပွားနေတာကိုကျွန်တော်တို့တွေ့နေရတယ်ကေယုကေဘက်ကလည်းလက်နဲ့လုံးဝမတုံးရ အကြံဤမတုံရရဲဘော်ရဲဘက်မဟာမိတ်များအချင်းချင်းဖြည့်ရှင်နားလည်မှုရအောင်ဖြည့်ရှင်ရမယ် TNL စီဦးသည့်ချုပ်တောက်ပလန်ကလည်းမဟာမိတ်အချင်းချင်းကြောင်းပြဿနာမဖြစ်စေရင်ကိုင်းစင်းမယ်သိရတယ် MND TNL KI ရုချာပြဿနာရှုပ်ထွေးလာအောင်စဲနေထည့်ပြီးလုံနေသလားလို့ထင်ရလောက်အောင်ဒီအပိုင်းမှာ TNL KIA MND နောက်ဆုံးတော့ MND မုံစီဒေတာကကိစ္စတွေဖြစ်လာနေတဲ့အတွက်တော်လိုင်းတတိရှိကြပါတော်လိုင်းတတိရှိကြဖို့လိုလာပါတယ်ဒီနောက်25မှာဘတ်စစ်တဟာအာဂုံထုတ်ယုံမှာဖြစ်ပါတယ်တိမ့်ဝရဲ့ကျောတော်နောက်ခံရုရှားရဲ့အယူပုံမြောက်ပေးမှုကြောင့်ချီးကျောက်ကောက်စားတော့မှာဖြစ်ပါတယ်ဒါပေမဲ့ဘတ်စစ်တဟာပြည်သူလူထုရဲ့ ချိန်စာမိနေတဲ့အတွက်လုံတမြလွဲတိုက်တမြရှုံးချိန်တွေကိုတော့ရင်ဆိုင်ရဲအောင်ကြိုပြင်ထားပါကျွန်တော်တို့တော်လန်ကြီးအတွက်ကတော့ဘယ်တော့မှစိတ်မပြတ်လိမ့်နဲ့ဂျုံမတန်တရမဖြစ်စေနဲ့ရက်တဲ့ကြငါတင်ဆိုသလိုမျက်နှာဖုံးတွေကြွာကြတဲ့တော်လန်ကြီးအပုတ်အပွားတွေကိုမေ့ထားပြီးတွင်းတက်လောင်းဖို့ဆက်သွားကြရမယ်ဘာကြောင့်လဲဆိုတော့ တာလမတက်မှာပြန်ချင်းနေတဲ့ဥကောင်းခုနေရဲ့တွေးဆက်တွေရဲ့ဝိညာဉ်တွေရဲ့တွန်တန်တွေနဲ့အတူလက်ရှိပြည်သူလူထုဘဝကိုဒီလိုနီးနဲ့ဘယ်လိုမှမထားခဲ့နိုင်ဆက်လမ်းလေးတပုတ်ပြောပြတို့တာကိုအရှင်လက်လက်မီးရှို့နေခြင်းငေတံပေါင်းအော်ဟစ်နေခြင်းမှာဘာမှအ တုတ်ပြန်ခွင့်မရှိပဲထိုင်ကြည့်နေရရင်ခင်ဗျားတို့ဘယ်လိုနေလဲအန်ဒီတယောက်နဲ့ဦးလေးတယောက်လိုပဲထားပါတော့သူတို့သားအကြီးကောင်နဲ့အတူရွာသား၄ယောက်လမ်းထိပ်မှာကင်းဆောက်နေတာစကတာရုတ်တရက်ဝင်စီးတာကိုခံရတယ်လူတွေအိမ်မောကြောက်ကြီးမနက်၃နာရီတနတ်တန်ကြတော့တရွာလုံးကိုလူယုံပြေးရတယ်ကင်းဆန်းကလူတွေကတော့ပြေးခွင့်မရပဲ အိမ်တော်ပွေးချုပ်နေမှာမိသားစုတုံးရပုံနေတယ်အိမ်တော်တက်တယ်မွေးတယ်အချင်းချင်းပြောပြီးပြန်ဆင်းသွားတယ်အယောက်မှာပုံနေတယ်သူတို့မိသားစုတုံးရကိုမတွေ့လိုက်ခဏနေတော့ခုနရွာတိတ်ကင်းစခန်းကသူတို့အိမ်နဲ့ကက်နေတဲ့ကင်းစခန်းကတနက်တန်နေထွက်သွားတယ်အော်ဟစ်စစ်စေးတန်နေကြားရတယ်သူတို့ကဘာမှပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဘူးချုပ်နေမှာတိတ်တိတ်လေးပုံနေတယ်ကင်းစခန်း မီးရှို့ဖြစ်ပါတယ်စကားစားစကားစားတွေထွက်သွားတော့ဒီကင်းစကတ်ကိုအမြန်ပြေးကြည့်တော့သူ့သားမီးရှို့ခံနိုင်ရတယ်လို့မသိသေးဘူးဖမ်းသွားတယ်လို့ပဲသူတို့တွေးတာမီးလောင်ပေမဲ့မီးမငြိမ်ရဲ့ငြိမ်ရင်စကားစားပြန်လဲလာမှာကြောက်ပါလို့စကားစားဝီဝီရောက်ပြီးမိုးနေနေလင်းတော့ရေတဲပြီးမီးငြိမ်မီးငြိမ်လိုက်တဲ့အချိန်မှာ မိရှုခံထားတဲ့ရုပ်အလောင်းလေးလောင်းတွေ့နေရချုံထဲမှာပုံနေရင်းနဲ့ကေစကန်ကြီးမိရှုတာကိုတိတိကြီးနဲ့အော်ဟစ်တန်နေကြားနေရရင်းနဲ့ထိုင်ကြည့်ပုံခုနေရတဲ့မိသားစုကြီးနောက်တော့စကားစစ်ကြောင်းတန်ထိုးတဲ့အင်းဒီရွာတွေထပ်ပြီးရှုတယ်။တာကော မီးရှို့ခံတဲ့အိမ်ရောရှို့သွားတယ်။ဒါပေမဲ့အငယ်ဆုံးသားက PDF ထဲထောက်ဝင်နေတယ်ဗျာ။ကျော်တီတာကျော်တို့ရဲ့စိတ်တနာကြီးချက်တော့ကျော်ရရဲ့ကိုပိုင်လွတ်လပ်ခွင့်ရှားဖို့ကျော်ပါကျော်ကိုပိုင်အုတ်ချုပ်ခွင့်ရှောင်းနဲ့တနေလုံးစူးစီးမှုတွေခင်ဗျားတို့ကြားနေပါကြားကြရမှာမကြခင် ဒီလိုအဖြစ်ဆိုးတွေကြောင့်ရောသူရောသားတွေထွက်လာမယ်အမြတ်ဒေါသဟာဖက်ရှစ်တပ်ထတ်တိုက်စားပါလိမ့်မယ်ဘာမှဆုံးရှုံးစရာမရှိရတဲ့အချိန်မှာကျွန်တော်တို့ပိုင်ဆိုင်တာဟာကျွန်တော်တို့မျောလင်းချက်တွေကိုရယူအကောင့်ထဲပို့ဖို့ပါပဲကျွန်တော်တို့မျောလင်းချက်ကတော့ဒီတိုင်းမျိုးကိုစနစ်ပြောင်းမယ် စိတ်အာနာရှင်စနစ်ဆိုတာနောက်တခါဒီတိုင်းပြည်မှာဘယ်တော့မှတတိတီခွင့်မရတော့တဲ့နိုင်ငံရေးစနစ်စီးပွားရေးစနစ်လူမှုရေးစနစ်ပညာရေးစနစ်ဒါပဲဖြစ်ပါတယ်တယောက်တည်းကျယ်ဆက်တိုက်မှာဖြစ်ပါတယ်အောင်ဝေးရသည်အထိမဆုတ်နေသောဇွဲလုံးလားနဲ့ကျွန်တော်တို့အတူသွားကြမယ်တော်လန်ရေးကိုတွေးတက်လောင်းကြမယ်နေကျင်တဲ့လူတွေထားခဲ့တော့ တတိယနိုင်ငံမှာပျော်ကျင်တဲ့လူတွေပျော်ကြပါဘူးကျွန်တော်တို့စက်တိုင်းပဲအောင်ဝေးရရင်လည်းဖိတ်ရတော့မယ်ညီညာတို့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါ